။ तू ကဒီမင်္ဂလာဆောင်မှာ तू तू သရိုးသားအရင်လုပ်ဖို့နော်ကိုကြီးเจ้าမောင်နဲ့အာကျွန်တော်ရဲ့မင်္ဂလာဆောင်လေးလုပ်လုပ်ပေးမယ်တကောကျွန်တော်လုပ်ပေးအရင်လုပ်ပေးခြင်းနဲ့လုပ်ပေးမယ်အဓိကကျွန်တော်လည်းအခုရုပ်ရှင်ဝင်နေတာဆိုတော့ဗောနော်ရက်လေးပဲတစ်ချက်ပြန်ကြည့်ရအောင်နော်အဲတစ်ဖက်ကကျွန်တော်ကျွန်တော်ရဲ့အလုပ်နဲ့ရောသူကလည်းအရာအားနာကျွန်တော်လည်းအားနာဟိုဟိုဘယ်လိုခေါ်မလဲ fit in နေပါရင်တော့ကျွန်တော်မသွားနိုင်ဘူးနော်မသွားနိုင်ဆိုတော့အဲသူကလည်းရတယ်ကိုကြောင့်မောင်ရလာရပြီပေါ့နော်ကျွန်တော်ကလည်းဘယ်လိုပဲဖြစ်ဖြစ်ကိုရဲ့တငယ်ချင်းဒါတတ်တတ်မှတစ်ခါပဲမင်္ဂလာဆောင်တော့ဆိုတော့ဒါကျွန်တော်လည်း အမရောက်ရောက်အောင်ပေါ့နော်ဟိုဒီဘက်နဲ့ညှိပြီးတော့ကျွန်တော်မရောက်ရောက်အောင်တော့သွားသွားပြီးလှုပ်ပြခဲ့တာပိုင်ဆိုင်နေသူရိဟာဒူနေဒူအမြဲသစ္စာဒီမာဟိုမဆိုင်နေတော့အမမင်္ဂလာဆောင်တော့လည်းတစ်ခါလုံးပဲနောက်လို့ဆိုတော့တစ်ခါဒီတော့ပိုင်နဂုံတို့အာဆုံးတယ်တော့ဒုတိယချက်ဘယ်ချိန်ထိလဲဘယ်လိုချက်မှလဲအချစ်ဆုံးကမီ ရှင်ပြေမယ်။ဟောကြပြီကြပြီဒီကုန်းလေးကခင်တာကြပြီ။ဟိုဟာလေဟိုးရင်ကျွန်တော်တို့မန္တလေးမှာပွဲတူတွေတက်ဖြစ်တဲ့ဟာရှိတယ်ဗောနော်။နေရာတူတူအဲ့တော့နေရာတူတခန်းနဲ့တခန်းနဲ့နေရာတဲ့ဟာရှိတယ်။သူသူလည်းဖျားတရားအရန်လုပ်တယ်။ဖျားတရားအရန်လုပ်တယ်တော့မပါတယ်။ပြီးတော့စိတ်ဓာတ်အရန်ကောင်းတယ်ဒီကုန်းကသူများပေါ်မှာပြောမယ်ဆိုရင်အဲ့လိုမျိုးစိတ်စိတ်ကြုတ်သူ့မှာမရှိဘူးမတွေ့ရဘူးဗောနော်။လူတိုင်းပေါ်မှာသူသူအရန်ကိုသူအဆင်ပြေအောင်ကောင်းပေါင်းပေါင်းတယ်ဗော။အဲ့လိုမျိုးဆိုတော့အဲသူနေရာဟိုးရင်နေရာ2018 19လောက်ပြပွဲတူတူတက်ပြီးတော့ ခင်လာကြတော့ဗောနော်အဲ့အဲ့ကြခင်လာကြတော့အချစ်လားအိပ်ပျော်နေတယ်အဲ့ပျော်နေဟမ်မနှုတ်နဲ့တော်ပြီးအိပ်ပါသေးသူကသူအေးစေးဟမ်တကယ်တကယ်တကယ်အိပ်ပျော်နေမနှုတ်နဲ့မနှုတ်တော့မနှုတ်နဲ့ငါကနှုတ်နှုတ်ရင်တောင်းကျမ်းတယ် အဲ့မှာရှိတယ်ညီမလေးထပ်ဆိုရဲဆိုင်ပေါ့ cosmetic ပစ္စည်းဆိုင်လေးပေါ့အဲ့ဆိုင်ကိုကျွန်တော်ဒါလာရောက်တက်ပြီးတော့အားပေးပြလာပါပြီးတော့ညီမလေးကိုယ်တိုင်ကလည်းကျွန်တော်အားပေးတယ်ပြီးတော့ဆိုင်ရဝန်ထမ်းတွေကလည်းအားပေးတယ်ပြီးတော့ဒီပကူးမြေမှာရှိတဲ့ပရိသတ်တွေရာလည်းကျွန်တော်အားပေးကြတယ်ဆိုတော့ဟိုလာရောက်အားပေးပြလာပါအဲ့ခန္ဓာစကားကိုကြာဘယ်လိုပြောပြရမလဲ။ဘာနေမှဒါနိုင်ရှင်လို့လည်းမရဘူး။ပီတိလည်းဖြစ်တယ်။အရင်လည်းဝမ်းသာတယ်။ပြီးတော့ကိုယ်ကိုအားပေးတယ်၊ချစ်ပေးကြတယ်။ဘောနောတကူးတကဘောနောဟိုကျွန်တော်ရှိတဲ့နေရာကို ဒါလာပြီးတော့အပြည့်လဲဆိုတာတော့တော်တော်လေးကိုဒါကျွန်တော်စိတ်ကမှတကယ်လည်းဝမ်းသာတယ်ပေါ့နော်ဟိုဘလိုဖြစ်ဖြစ်မိုးတွေရွာနေတယ်အဲနေနေလေးနေဘူးမိုးရွာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်ရှင်းလဲဖြစ်ဖြစ်ကျွန်တော်လာအပြည့်ကြတဲ့အတွက်ဒါစိတ်ကမှတကယ်ဝမ်းသာပါတယ်တကယ်ပါတကယ်ကတော့ဝမ်းသာလေကိုတကယ်ချင်းဒါဘလိုဖြစ်ဖြစ်ကောင်းအောင်ပုံပုံနဲ့ကိုချစ်တဲ့သူနဲ့အာတကယ်ကိုအဲဘလိုခေါ်မလဲကောင်းအောင်ပုံပုံနဲ့လက်တွဲသွားရင်သူတို့နှစ်ယောက်ကလည်းအရောင်းကိုလိုက်ဖက်တယ်ဘောနော်အင်းနှစ်ယောက်လုံးကလည်းအရန်ချစ်စရာကောင်းလို့ပြီးတော့ ဆိုတော့နှစ်ယောက်လုံးကလည်းစိတ်ရင်းကလည်းရမ်းကိုဖြူတယ်ဖြိုးတယ်ဆိုတော့ဒါကိုတကယ်ကြီးတဲ့တကုံးတော့ကိုအများကြီးဝမ်းသာအိပ်ပျော်နေလို့တန်ကြအောင်သူအာဘယ်လိုပြောပြမလဲအာကြအဲတဲ့လည်းမဟုတ်ပါဘူးဒါတော့ဝမ်းသာတော့ဗောသူများအတွက်ကိုပီတိဖြစ်ပြီးတယ်ဝမ်းသာပြီးတယ်အဲ့လိုစိတ်ပါကြပြီကြပြီဒီကုန်းလေးကခင်ဗျာကြပြီဟိုဟာလေဟိုးရင်ကျွန်တော်တို့မန္တလေးမှာပွဲတူတွေတက်ဖြစ်တယ်ဟာရှိတယ်ဗောနော်နေရောက်တူတူအဲ့တော့ မြောက်လူတခန်းနဲ့တခန်းနဲ့နေရတဲ့ဟာရှိတယ်။သူသူလည်းဖျားတဲ့အရန်လုပ်တယ်။ဖျားတဲ့အရန်လုပ်တယ်လည်းမပါတယ်။ပြီးတော့စိတ်ထားအရန်ကောင်းတယ်တကောင်ကသူများပေါ်မှာပြောမယ်ဆိုရင်အဲ့လိုမျိုးစိတ်စိတ်ကြုတ်သူ့မှာမရှိဘူးမတွေ့ရဘူးဘောနော်လူတိုင်းပေါ်မှာသူသူအရန်ကိုသူအဆင်ပြေအောင်ကောင်းပေါ့ပေါ့လေပေါ့အဲ့လိုမျိုးဆိုတော့အဲသူနဲ့ကဟိုးရင်နဲ့က2018 19လောက်တည်းပွဲတူတူတက်ပြီးတော့ခင်လာကြတာပေါ့အဲအဲ့ဒီခင်လာကြတာမျိုးပါဘူးဘာနှမျိုးစရာမဟုတ်လို့လေဒါကဘလို့ဆိုတော့ဒါ နှစ်အောင်လုံးကနေနေလိုက်ရှင်နေမြပဲလေနော်နှမျောကြပါကြောင်းမမရှိတာဒါနှစ်အောင်လုံးကဒါအရင်လိုက်ဖက်ကြည့်အဲ့လိုမရှိပါဘူးကျွန်တော်တော့ကိုယ့်ကိုဒီတိုင်းလေးနေတာပိုစင်ပြပါတယ်ဩဒါအရောင်းဝမ်းသာပါလေဒီတက်မကနှစ်ယောက်အာတကုံတို့ဒါလင်မယားနှစ်ယောက်ပေါ့နော်အာလင်မယားနှစ်ယောက်အခုဆိုလင်မယားဖြစ်သွားပြီပေါ့လင်မယားနှစ်ယောက်ဒီတက်မကအာအများကြီးအများကြီးရော့ ဘောကမပြေစုံကျဲဝပြီးတော့ဖြစ်ချင်တဲ့စန္ဒာတွေအကုန်လုံးပြေစုံပြေဝပါစေတကယ်လည်းဝမ်းသာပါတယ်သူတို့ကြည်နေတယ်တကယ်လည်းဒါပီတိဖြစ်ရပါတယ်ဟာတကုံတဲ့ကတကုံတဲ့ကခင်တယ်ဒါပေမဲ့ရှူတင်တွေပါတယ်တော့အဲ့လိုမျိုးကျွန်တော်တို့မဆုံးပြစ်ဘူးဒါပေမဲ့ပေါ့နော်ကျွန်တော်တို့ဒီအပြင်မှာဟိုလိုစားကြတော့ကြတဲ့ခါမျိုးတွေမှာကျွန်တော်တို့ဟိုမီတင်တွေပါမှာတွေ့တဲ့ခါမျိုးမှာတော့ကျွန်တော်စကားပြောပြတာရှိတာပေါ့အလုပ်ကတော့တကုံတဲ့ကတေချာတွဲမလုပ်ဘူးဒါပေမဲ့အရင်တည်းကခင်လာတဲ့အရှင်ကအခုချိန်ကြီးကိုတရားလို့ကြောင့်တရင်တနည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတာပေါ့တရားလို့ကြောင့် ပြောမှဆိုရင်ပေါက်လို့ရတယ်ဟုတ်သူကဒီမင်္ဂလာဆောင်မှာသူသူသရိုသားရန်လို့ဘောနော်ကိုကြီးကျောင်းမောင်နဲ့အာကျွန်တော်ရဲ့မင်္ဂလာဆောင်လေးလှုပ်လှုပ်ပေးမယ်တခေါင်းကျွန်တော်လှုပ်ပေးအရန်လှုပ်ပေးခြင်းနဲ့လှုပ်ပေးမယ်အဓိကကျွန်တော်လည်းအခုရုပ်ရှင်ဝင်နေတာဆိုတော့ဘောနော်ရက်လေးပဲတစ်ချက်တက်ညှိရတာဘောနော်အာတစ်ဖက်ကကျွန်တော် ကျွန်တော်ရဲ့အလုံးနဲ့ရောသူကလည်းအရန်အားနာကျွန်တော်လည်းအားနာဟိုဟိုဘယ်လိုခေါ်မလဲ fit နေပါရင်တော့ကျွန်တော်မသွားနိုင်ဘူးဘောနော်မသွားနိုင်ဆိုတော့အဲသူကလည်းရတယ်ကိုကြီးကျောင်းမောင်ရလာရပြီဘောနော်ကျွန်တော်ကလည်းဘယ်လိုပဲဖြစ်ဖြစ်ကိုရဲ့တငယ်ချင်းဒါ တတ်တတ်မှတစ်ခါပဲမင်္ဂလာဆောင်တာဆိုတော့ဒါကျွန်တော်လည်းအမရောက်ရောက်အောင်ပေါ့နော်ဟိုဒီဘက်နဲ့ညှိပြီးတော့ကျွန်တော်မရောက်ရောက်အောင်တော့သွားသွားပြီးလုပ်ပြီးခဲ့တာဟုတ်ကောက်ပါလေအဲ့ဒါလေးကျွန်တော်ကသိသွဲလည်းမရှိပါဘူးအဲ့လိုအိမ်လုံးကြာသည်ပြည့်စေမကြာသည်ပြည့်စေကျွန်တော်မှအဲ့လိုမျိုးစဲလည်းမရှိဘူးလူပြိုကြီးတို့လူပြိုကြီးပေါ့အဲလူပြိုကြီးမဟုတ်လဲကိုယ့်ရဲ့ဒါသွားနေတဲ့လမ်းတစ်ချောင်းမှာဘလို့မင်းကလေးမျိုးနဲ့ကြုံတွေ့လာမလဲဆိုတော့လေကျွန်တော်လည်းဒါခံမလို့မရောက်လေနော်ဘာမှပြောလို့မရတဲ့အခြေအနေပေါ့ဆိုတော့အဲတွေးလာရင်လည်းတွေးလာတဲ့သူပဲ အကောင်းဆုံးချစ်ပေးမယ်အကောင်းဆုံးအဲဘယ်လိုဖော်မလဲတက်စာရှိပေးမယ်ချစ်ပေးမယ်ပေါ့မတွေ့လာဘူးဆိုလဲအေးဆေးပဲပေါ့ပျောက်သေးပဲကျွန်တော်မှအဲအဲ့လိုမျိုးဟိုဘယ်လိုအသက်ရတခုရောက်မှမဖြစ်တဲ့ညာဖြစ်တဲ့အဲ့လိုဖြစ်ရမယ်ဆိုတော့ကျွန်တော်မရှိဘူးကျွန်တော်မှဟိုဘယ်လိုခေါ်မလဲလောဆယ်တော့ကိုယ့်ကို AC ကိုယ်စိတ်နဲ့ပဲကိုယ်ဖြတ်တန်းတယ်ကိုယ်လုံးချင်တာပဲကိုယ်လုံးတယ်ရင်းနေကမင်္ဂလာဆောင်လေးနဲ့အများကြီးရိုက်ရတာရှိတယ်အရန်လေးလည်းအများကြီးရောရှိုးတွေရှောက်ခဲ့ဘူးတော့အရန်လေးလည်းအများကြီးလုပ်ခဲ့ရဘူးရှိအောင် ်တို့ဟိုစိန်နန်းတော်အမမင်္ဂလာဆောင်တော့လည်းတစ်ခါလို့တော့ဆိုတော့တစ်ခါဒီတော့ပိုင်းကုန်တော့ဇုံတယ်တော့ဒုတိယအကျင့်ပဲအချက်လားအိပ်ပျော်နေတယ်လို့ပြောတယ်ဟမ်မနှုတ်နဲ့တော်ပြီးအိပ်ပါသေးသူကသူအေးစေးနော်တကယ်တကယ်တကယ်အိပ်ပျော်နေမနှုတ်နဲ့မနှုတ်တော့မနှုတ်နဲ့ငါကနှုတ်နှုတ်ရင်တောင်းကျမ်းနေဟာโอเคပါကျွန်တော်အခုကျွန်တော်ယုံတင်မဲ့ကားလေးလည်းကျွန်တော်ရှိပါတယ်ပေါ့နော်အတဏ္ဏဆုံးပေါ့နော်အတဏ္ဏဆုံးမတူအောင် တော့ကျွန်တော်စူးစမ်းပြီးတော့တရားဆောင်ထားပါတယ်အဲတကယ်လို့ကျွန်တော်ဘက်ကအားနည်းချက်တွေရှိနေရင်လည်းကျွန်တော်ဝေဖန်ထောက်ပြပေးပါအကြံပြုပေးပါကျွန်တော်လည်းအားကြီးထပ်ပြီးစူးစမ်းနေပါတယ်လို့ဟုတ်ကဲ့ရင်းရှင်းကားထွက်လို့ရှင်လည်းအားပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်။နူနဲ့တော်ပြီ။ညနေပဲကောင်းတယ်။